င်္ဂလာပါရှင်ရှယ်လင်းလင်းဖိုင်မွန်ကနေကြိုဆိုပါတယ်ရှင်အခုဒီညလေးကမီးလာနေတဲ့အတွက်ကြောင့်မို့လို့မွန်ကရုတ်တရက် reading တူတူလေးတစ်ခုပြုတ်လုပ်ပေးခြင်းစိတ်ဖြစ်သွားပါတယ်အဲ့ဒါကကြတော့သူကိုယ်ကိုတရိယာနေလားဆိုတော့အဲ့ဒီမိခွန်းလေးကိုမွန်တို့တွေမေးကြည့်အောင်နော်အခုကြည့်နေတဲ့ချိန်မှာသူကိုယ်ကိုတရိယာနေလားဆိုတော့မွန်ခက်မြန်မြန်လေးပဲလှုပ်ပေးလိုက်မယ်မိရဘယ်ချိန်ပြတ်သွားမယ်မသိလို့ပေါ့နော်အဲ့တော့ဒါ group 1လေးပါဖန်ပန်းအောင် ဘောပန်လေးเนาะအာ group 2လေးကအစိမ်းရောင်ဘောပန်လေး group 3ကအပြာရောင်ဘောပန်လေးပေါ့เนาะအဲ့တော့ဒါသူကိုယ်ကိုသတိရနေလားအဲ့ကြည့်မယ်เนาะအခု group 1လေးပေါ့เนาะပန်းရောင်ဘောပန်လေးကိုရွေးထားတယ် group 1လေးသူကိုယ်ကိုသတိရနေလားသူကိုယ်ကိုသတိရနေလားသူကိုသတိရနေရသလားရှင်အဲ့တော့ အာတတိယနေလားဆိုရင်တော့တတိယနေပါတယ်အဲဒါပေမဲ့ရတစ်ချက်မရတစ်ချက်ပေါ့เนาะအတစ်ချိန်လုံးကြီးกว่าတစ်ချိန်လုံးကြီးအာကိုယ်လွမ်းဆွေးပြီးတော့အဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့เนาะသူလှုပ်ရှားရှိတာကြီးလှုပ်ရင်းနဲ့မှအာ တတိယတစ်ချက်မရတစ်ချက်အဲ့လိုအနေထားမျိုးလေးရှိတယ်ဒါပေမဲ့မေ့သွားပြီလားဟေ့ဆိုရင် no မမေ့သေးဘူးတတိယလားရတယ်တစ်ချက်တစ်ချက်တတိယတယ်တစ်ခါလေတိုက်ဆိုင်မှုတွေများရှိရင်တတိယပါတယ်ဆိုတဲ့အနေထားမျိုးလေးကိုတွေ့ရတယ်ပေါ့နော်သူကိုတတိယနေလားဆိုတော့ရတာပေါ့တဲ့နော်ဒါဆိုရင်သူကိုဘာပြောချင်နေမလဲနော်သူကိုဘာပြောချင်နေမလဲသူကိုတတိယနေလားဆိုတော့ရတစ်ချက်မရတစ်ချက် အမြဲတမ်းကြီးတော့လည်းမရဘူးလေနော်သူကိုယ်ကိုဘာကြီးပြောချင်နေလဲတဲ့ I am too afraid to talk to you တဲ့စကားပြောမှကြောက်နေတယ်ကဲ तू ဘာကြီးများလှုပ်ထားလဲကိုအောင်ဒေါသကြီးလား तू နဲ့ကိုနဲ့စားလဲမဘာကြီးများဖြစ်နေခဲ့လဲ strength ego တဲ့အဲ့တော့မွန်းဒီထဲထဲမှာဘာတွေ့ရလဲဆိုတော့ဒီအထဲထဲမှာပေါ့နော်အဲသူ့ဘက်ပဲဖြစ်ဖြစ်ကိုယ့်ဘက်ပဲဖြစ်ဖြစ်ပေါ့နော်ဒီနှစ်ယောက်ထဲထဲမှာတယောက်ကဒေါသကြီးဒေါသအိုလီး နော်တယောက်ကဒေါသအိုလေးပောက်ကွဲတယ်ဒေါသကြီးတယ်အဲ့ဒီလိုမျိုးတစ်ဖက်ကကိုယ့်ကိုယ်လေးစကားပြောချင်နေတယ်တောင်မဲ့အခြေအနေကြည့်နေရတယ်နော်ကိုယ့်ရဲ့အာသူသူအခြေအနေကောင်းရဲ့လားသူကဒေါသထွက်နေသေးလားငောက်စိတ်ဆူနေသေးလားသူဘာဖြစ်နေလဲတတိငါသူ့တတိရတယ်ဒါမဲ့သူ့အခြေအနေရောကောင်းရဲ့လားစကားမပြောရဲဘူးဘာလို့လဲဆိုတော့တစ်ဖက်ကနည်းနည်းလေးပောက်ကွဲပောက်ကွဲတန်စင်တွေကြားရမှာဆိုတော့သူက အရန်ထူဆန်းတဲ့ဒီ group 1လေးနံပါတ်8တွေကြီးပဲနံပါတ်8တွေကြီးပဲ888နံပါတ်8တွေကြီးပဲ I want you တဲ့เนาะ I want you တဲ့โอ้ နံပါတ်8တွေကြီးပဲအဲ့တော့နံပါတ်8ဆိုတဲ့ energy ကကောင်းပါတယ်เนาะနံပါတ်8ဆိုတာပေါ်များပေါ်များကြွယ်ဝခြင်းဆိုတဲ့ energy ပေါ့เนาะအဲ့တော့ group 1လေးပြန်နံပါတ်8 energy တော်တော်များများအဲစိုးမိုးတယ်နံပါတ်8ကလေးတွေ leo energy လေးတွေရှိတတ်တယ်เนาะအဲ့တော့ဒီမှာလဲ leo energy တွေမလာတွေ့နေပေါ့เนาะဆိုတဲ့ခါကျတော့တကယ်လို့ဒီ region လေးကိုကြည့်နေတဲ့ group 1လေးတွေထဲမှာနှစ်ယောက်က အာနှစ်ယောက်ကပေါ့နော်စိတ်တွေဆိုးနေတယ်အာရံဖြစ်ထားတယ်စိတ်ကောက်နေတယ်အာတစ်ဖက်လူကိုနည်းနည်းလေးကဟိုအနိုင်ယူခြင်းနဲ့နိုင်စားခြင်းနဲ့ဒါမျိုးလေးတွေရှိတယ်ဆိုရင်တော့တစ်ချက်ကလေးတော့အာတတိထားပါတစ်ဖက်လူကကိုယ့်ကိုစကားတွေပြောချင်နေတယ်ဒါပေမဲ့ဟိုအာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကတော့အများကြီးရှိမှာပေါ့နော် အဲ့တော့သူ့ဘက်ကကိုယ့်ကိုစကားပြောချင်နေပေမဲ့လည်းစကားပြောဖို့အတွက်ကမဝတ်မရေဖြစ်နေတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်။သူကတကယ်တမ်းကျတော့ကိုနဲ့စကားအများကြီးပြောချင်တာ၊ကိုယ့်နာမနေချင်တာ၊ကိုယ့်ကိုလိုချင်တာဒါပေမဲ့ကိုယ့်ကိုကြောက်နေတာနော်။အဲ့ဒီ energy လေးရှိတဲ့အတွက်ကြောင့်မလို့တကယ်လို့များပြောနေရင်လည်း button tag ကိုတွေ့တော့တွေ့လား။ This loves girls me တဲ့။ကြောက်နေပါတယ်လို့ပြောပါတယ်။အဲ့တော့နော်သူကြောက်နေတယ် နည်းနည်းလေးသူ့ကိုဖြည့်သိမ့်ပေးလိုက်ပါဖြည့်သိမ့်လိုက်နော်အဲ့တော့သူကိုတရိယာနေလားဆိုရင်မေကမေးတဲ့သူလေးတရိယာနေတယ်ဒါပေမဲ့ယူကိုသူကနည်းနည်းလေးစိုးရိမ်နေတယ်ကြောက်နေတယ်ယနေ့ပြန်ဖြစ်ရမှာစိုးနေတယ်ကိုကသူ့ကိုစိတ်တွေတိုနေသေးလားဆိုပြီးတော့ကြောက်နေတယ်အဲ့တော့ပြန်ပြန်ပြီးတော့နော်အလံဖြူလေးတွေပြန်ပြလိုက်ကြပါနော်လံဖြူလေးပြဖို့တော့လိုပြီးတင်တယ် ကိုပြန်ခေါ်ဖို့စဉ်းစားမယ်။ဟာနော်။အဲ့တော့ group 1လေးဆက်စားရအောင်ပြေပါစေ။တတိယနေရနော်။တတိယနေတယ်။အဲ့တော့တတိယလာမင်းပြီးတော့စိတ်တုံမနေနဲ့။တတိယနေတယ်။ Okay ။ဆိုတော့ Okay ပါကျေးဇူးပါ group 1လေးဆက်စားရအောင်ပြေပါစေရှင်။ချစ်ရင်ချစ်တဲ့အကြောင်းလေးပြောကြပါ။ချိန်လေးတွေကတူတူလေးတွေပါလို့။ Okay group 2 group 2လေး ဒီပေါ်ပဲအစိမ်းရောင်လေးကိုရွေးထားတဲ့ group 2လေးအတွက်ပေါ့နော် group 2လေးသူကိုယ်ကိုသတိရနေလားတဲ့အဲ့ဒီမိခွန်းလေးကို group 2လေးကနော် group 2လေးရဲ့တစ်ဖက်လူကတဲ့ group 2လေးကိုသတိရနေလားမလို့အိုးသူစကားညိုင်းပြောရှင်းနေတယ်သတိရနေလားဆိုတော့อืม block တဲ့อืม တတိယနေလားဆိုတော့ကဲဘာတွေကို block တာလဲဘာတွေကို block တာလဲတတိယနေလားဆိုတော့ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူ့ခေါင်းထဲမှာရှိတယ်အတွေးရှိတယ်အတွေးရှိတယ်တတိယတဲ့ဟာမဟုတ်ဘူးသူနဲ့နေနှငါနဲ့အာရှေ့ဆက်ပြီးဘာဖြစ်မှာလဲဆိုတဲ့အတွေးမျိုးအတွေးမျိုးအဲ့တော့လောလောဆယ်မှာတတိယနေလားဆိုတော့မိကုံးမေးမဲ့ဆိုရင်တော့အခုချိန်မှာတတိမရအောင်စူးစမ်းနေတယ်ဒါပေမဲ့မရပါဘူးကိုယ်နဲ့ပတ်သက်ပြီးတော့အတွေးတွေကဝင်ဝင်နေတာပဲ။ အတွေးထဲထဲမှာတော့ဝင်နေတယ်ချစ်လုံးလို့လွမ်းလို့သတိရတာလားဆိုတော့တော့မဟုတ်ဘူးအတွေးထဲကိုဝင်နေတာအတွေးထဲရောက်နေတာဒါပေမဲ့သူကကိုယ်နဲ့ပတ်သက်ရင် block ထားတဲ့အနေအထားမျိုးကိုတွေ့ရတယ်နော်အဲ့တော့ဒီ connection လေးက blocking energy ပေါ့အဲ့တော့ तू block လားကို block လားပေါ့နော်အဲ့တော့ကို block ထားလဲဆိုရင်လည်း तू ကတွေးနေတာဟဲ့ဘာလို့များလဲငါငါနဲ့ဘာဘာလို့များလဲငါ့ကိုဘာလို့များလဲဘာကြောင့်လဲ အများကြီးပေါ့နော်တွေးနေတာတကယ်လို့တကယ်လို့ကိုက block ထားတာမဟုတ်ဘူးဆိုရင်သူ့ဘက်ကနေကို block ထားပါလိမ့်မယ်နော်အဲ့တော့အဲ့လိုမျိုးအနေထားလေးတွေတွေးရတယ်ဆိုတော့ group 2 group 2 group 2ရဲ့တစ်ဖက်လူက group 2ကိုဘာလေးတွေပြောရှင်းနေမလဲ group 2ရဲ့တစ်ဖက်လူက group 2ကိုသူ့တွေ့ထဲမှာပေါ့နော်ဘာတွေများပြောချင်နေမလဲသူ့တွေ့ထဲကိုမလို့နည်းနည်းလေးဝင်ပြီးတော့ကြည့်အောင် group 2ရဲ့တစ်ဖက်လူရဲ့အတွေ့အလေးတွေကိုမလို့နည်းလေးဝင်ကြည့်အောင်ဘာတွေများပြောချင်နေမလဲ I am coming trust oh ဒီမှာ block နော်ဒီမှာ block ဒီမှာ I am coming trust အဲ့တော့ကိုကသူ့မစနဲ့ तू ကသူ့တူလာမဲ့အနေအထားမျိုးနော် what do you want တဲ့မင်းဘာလိုချင်တာလဲတဲ့อืมဒီ connection မှာလေတယောက်နဲ့တယောက်ကြားတဲ့မှာ is of pentacles တယောက်နဲ့တယောက်ကြားတဲ့မှာမုန်ခံစားမိတာကလေမြို့တိတ်ထားတာတွေမပွင့်လဲနာတွေအများကြီးရှိမဲ့တဲ့မြို့တိတ်ထားတဲ့အနေအထားလေးတွေကိုတွေ့ရတယ် I am sorry တဲ့လောလောဆယ်မှာလေ ဂရုတူလေးရဲ့တဖက်လူကလေဂရုတူလေးကိုအခုချိန်မှာ block တိုင်းထားလိုက်မယ်ကွာအော်သူ့မှာအဖြစ်မရှိသေးလို့ပဲဖြစ်ဖြစ်သူ့ဘာဖြစ်ရမယ်မှန်းမသိသေးလို့ပဲဖြစ်ဖြစ်သူ့မှာစဉ်းစားစရာတွေများနေတယ်တက်နေတယ်အနေအထားမျိုးမို့လို့ပဲဖြစ်ဖြစ်သူ့မှာ group 2လေးကို လောလောဆယ်နေပါအောင်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဒါပေမဲ့ ဒါပေမဲ့ group 2လေးရဲ့တစ်ဖက်လူက group 2လေးအပေါ်မှာတယောစင်ပြတ်သွားရည်လားဆိုတော့တော့မဟုတ်ဘူး။သူကရေရှည်မှာအနာကတ်မှာဘလို့ပုံစံမျိုးနဲ့တွားရမလဲဆိုတာကိုအများကြီးစဉ်းစားနေတဲ့ပုံလို့ မုံခန့်စားရတယ်အဲ့တော့ပြန်လာမယ်ပြန်မလာဘူးဆိုတဲ့အနေအထားမှာ तू ကတော့ I am coming trust လို့ပြောထားတာပဲပြန်လာခဲ့မယ်ငါ့ကိုယုံကြည်ပေးတော်လို့ပြောထားတာပဲဒါပေမဲ့ဘလောက်ထိကြာမယ်ဆိုတာမုံတို့တွေမသိနိုင်ဘူးလုံးလုံးစဲမွေးရကောင်းစင်အရာ तू ကိုလွမ်းနေလားဆိုရင်တော့အာလွမ်းပြီးတော့နော်ဟိုငုံငုံငိုင်းငိုင်းဖြစ်နေတဲ့ထဲမှာမပါဘူး तू ကလည်း तू ကို အုံနောက်ထဲထဲမှာစဉ်းစားစရာတွေအတွေးတွေများနေတယ်ကိုကိုထိုင်လွမ်းနေမယ့်အနေအထားမျိုးထဲမှာတော့မရှိဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ကို့ပုံမှာမကောင်းတဲ့စိတ်နဲ့လာဆိုလဲမဟုတ်ဘူးတခြားလူရှိနေလားဆိုလဲမဟုတ်ဘူးသူ့အနေနဲ့သူတရားတဲ့အုံနောက်ထဲထဲမှာပတ်ချရန်နေတာနော်အတိတ်ကိုပြေးသွားလိုက်ပစ္စုပန်ကိုပြန်လာလိုက်အနာဂတ်ကိုထွက်သွားလိုက်အဲ့လိုမျိုးနဲ့တယောက်တည်းတွေလုံးလဲချလဲလိုက်နေတော့ကို့အကြောင်းကသူ့ထဲထဲမှာဝင်ဖို့က ကြာမညံ့နိုင်ဖြစ်နေတယ်သူကလည်းသူတယောက်တည်းဒီလိုမျိုးလဲနေနော်အဲ့လိုပုံစံမျိုးဆိုတဲ့အခါကျောင်းဒါလေးကအခုဒါလက်တလောလေးကိုကြည့်တာနော်ဟဲ့ပဲတလလောက်မလွမ်းမနေမှာလားလို့တနှစ်လောက်မလွမ်းမနေမှာလားလို့ရှောက်မတွေးနဲ့လက်တလောကိုကြည့်တာဒီနေ့ဒီနေ့အထီးကိုကြည့်တာတနင်္ဂနွေကျရင်ဆက်ကြည့်ပေးမယ်နော်โอเคဆိုတော့โอเคပါဒါလေးက group 2လေးအတွက်ကိုကြည့်ပေးတာဖြစ်ပါရဲ့ရှင်ဒီနေ့တူတူလေးပဲကြည့်ပေးမယ်နော် တူတူလေးတွေအားလည်းတစ်ခါတလေထိရောက်ပါတယ်။ဒါဆိုရင် group 3လေးအတွက်ဘောဘန်အပြာလေးကိုရွေးထားတယ် group 3လေးအတွက်ဖြစ်ပါတယ်။ group 3လေးရဲ့တစ်ဖက်လူက group 3လေးကိုသတိရနေလား။ group 3ရဲ့တစ်ခါလူက group 3ကိုလွမ်းနေလားသတိရနေလား။ group 3ရဲ့တစ်ခါလူက group 3ကိုလွမ်းနေလားသတိရနေလား။သဆန်းနဲ့သူကဘာလဲပျော်ရွှင်နေရတာမသိဘူး။အဲ့တော့သဆန်းနဲ့ bottle attack ကိုကြည့်ပေးမယ်။ဝါ ဲ့တော့ဒီ group 3နဲ့ group 3ရဲ့တစ်ဖက်လူကလေလွမ်းနေလားဆိုတော့မလွမ်းတော့ပါဘူး။အဲ့လေမလွမ်းတော့ပါဘူးဆိုတော့များသောအဖြစ်ကအခုလေတင်ဖုန်းပြောပြီးသွားရည်လားမသိဘူးเนาะ။ဆိုတော့ဟိုအခုလေမှာဖုန်းချသွားတဲ့ဟာလွမ်းနေလားဆိုတဲ့ဟာလက်ပြတ်မကြည့်ကြနဲ့เนาะ။အဲ့လိုမျိုးလေးတွေလည်းများတယ်အခုလေးတဲ့စကားတွေပြောပြီးသားတဲ့ဟာကိုလွမ်းနေလားဆိုတဲ့ခေါင်းစဉ်ကိုလည်းသူတို့လာပြန်ကြည့်ကြတဲ့သူမျိုးလေးတွေရှိရဲ့မို့လားအဲ့ဒါမျိုးပေါ့နော်ဆိုတဲ့အခါကျတော့ ရလို့ဝေးဝေးနေတဲ့သူမျိုးလေးတွေဆိုရင်လေသူကကိုကိုအာဘယ်လိုမလဲဟိုငူးငိုင်းငိုင်းကြီးနဲ့เนาะဆွေးဆွေးမြေ့မြေ့ကြီးလွမ်းနေတာမဟုတ်ဘူးနင်းနှက်ကနေကြားထဲမှာပျော်စရာကောင်းတဲ့အရာလေးတွေပြန်ပြီးတော့စမြုပ်ပြန်နေပြန်တွေးနေတာပျော်စရာကောင်းတဲ့အရာလေးတွေကိုပြန်ပြီးတော့တတိယနေတာဖုန်းဆက်ရင်ကောင်းမလားလို့စဉ်းစားနေတာအဲ့လိုမျိုးကောင်းတဲ့ energy မျိုးလေးနဲ့တွေးရတယ် နော်အဲ့တော့လွမ်းနေလားဆိုရင်တော့ positive energy လေးနဲ့မောရတွေ့ရပါတယ်တတိယနေပါလေနော် okay ဒါဆိုရင် group 3လေးရဲ့တစ်ဖက်လူက group 3လေးကိုဘာလို့ပြောရှင်းနေလဲအခုလေးရင်စကားကြီးပြောပြီးသားပြီလားမသိပါဘူး i think so yes တဲ့လွမ်းနေလားဆိုတော့အင်းနေရောက်ကတော့အဲ shit t-shirt နောက်ကလေးတွေလားမသိဘူး လွင့်လွမ်းမှာပေါ့อืมအဲ့လိုမျိုးနေထားမျိုးလေးတွေကျမတို့ဘာလာဖြစ်နေလဲမသိဘူးเนาะ I think so yes တဲ့อืมလမ်းနဲ့လိုထင်တယ်မို့လားလမ်းနာပေါ့လွင့်လွမ်းမှာပေါ့ I want you တဲ့အမေလိုချင်တာတဲ့အိုးဘလို့တွေဘလို့တွေတောင်မှ I'm addicted to you. I'm addicted to you. Okay. No. ဲ့တော့ तू ကလွမ်းရုံနဲ့မကဘူး तू ကဆွဲလန်းနေတာအလွမ်းနေမဟုတ်ဘူးအဆွဲအလန်းနေပါပါတယ်နော်အလွမ်းမဟုတ်ဘူးအလန်းနေပါပါဆိုတဲ့အခါကျတော့ဟိုတတိယနေလားဆိုတော့တတိယနေပါလေလွမ်းနေပါလေဆိုတဲ့ပုံစံမျိုးလေးကို တော့တွေ့ရပါတယ်ဆွဲလန်းမှုတွေများတဲ့ energy မျိုးကိုတွေ့ရပါတယ် တတိတွေရနဲ့သူနဲ့ကိုနဲ့အတူတူရေလျှောက်သွားလျှောက်စားလျှောက်ပြီးတော့ပေါက်ခဲ့ရတယ်လျှောက်ပြောခဲ့တဲ့အရာလေးတွေကိုလည်းသူကတတိရနေတယ်နော်အဲနည်းနည်းလေးလဲအာကိုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ physical ဘိုင်းလေးတွေအထီးအထွေဘာညာအနမ်းအယူအယဘာတွေညာတွေတာလကားတွေဒါလေးတွေကိုလည်းသူက မတ်မော်နေအစွဲလန်းနေလူချင်းနေပါတယ်ဆိုပုံစံမျိုးလေးကိုတွေ့ရပါတယ်ရှင်ဒါကတော့ group 3လေးအတွက်ဖြစ်ပါတယ်အဲ့တော့စကားရအစဉ်ပြေးကြပါစေရှင်အခုဒီနေ့ကတော့ reading တိုးတိုးပေါက်စာလေးကိုကြည့်ပြတာဖြစ်ပါတယ်အဲ့တော့ Sunday ကျရင်ပြန်ပြီးတော့ဆုံတွေ့ကြပါမယ်ရှင်ကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်